ဟုတ်ကဲ့အားလုံးမင်္ဂလာပါဗျာနော်အားလုံးမင်္ဂလာပါကျွန်တော်ခုပြပေးမယ့် site ကဒီမှာနှစ်ဦးမှာနော်နှစ်ဦးမှာကိုးခါလို့ထိုင်နေနော်နှစ်ဦးမှာကိုးခါလို့ထိုင်နေကိုးနှစ်ခက်ထိတ်ဆီးနှလုံး6ထောက်တာနော်ဒါပထမကတ်နော်အဲ့ဒီ6ထောက်ထားတဲ့ဘေးမှာသူကနောက်ထောင်သုံးလုံးကိုစနစ်လို့ရိုက်ထားတယ်နော်နောက်ထောင်သုံးလုံးစနစ်နော်ဒုတိယကတ်ကဒီမှာရှိမယ်နော် ဒုတိယတက်ကဒီမှာရှိမယ်နှစ်ဦးမှာကိုးခါလို့ထိုင်နေနော်ကိုးခါလို့ထိုင်ရတာနဲ့ကိုးနှစ်ခက်ထိတ်စီနှလုံး၆ထောက်တာနော်ကိုးနှစ်ခက်ထိတ်စီနှလုံး၆ထောက်တယ်ထောက်ပြီးရတယ်သူ့ဘေးမှာပထမကတ်မှာ၁နှစ်ဒုတိယကတ်မှာ၁၃လို့ထောင်းတယ်နော်၁၃ထောင်းဒါဒုတိယကတ်နော်တတိယကတ်ကဒီမှာရှိမယ်နော်တတိယကကဒီမှာရှိမယ်နှစ်ဦးမှာကိုးခါလို့ထိုင်နေနော်ကိုးခါလို့ထိုင်ပြရတယ်ကိုးနှစ်ခက်ထိတ်စီနှလုံး၆ထောက်တယ်နော် နှုတ်မှာကိုခါလိုထိုင်နေကိုနှက်ကထိတ်စီနှလုံး၆ထောက်တယ်ပထမကံမှာထိတ်နှလုံးကိုစနစ်ဒုတိယကံမှာပထမကံမှာနောက်ထောင်၃လုံးကိုစနစ်ဒုတိယကံမှာနောက်ထောင်၃လုံးကို73ဦးတတိယကံကနောက်ထောင်၃လုံးကို14เนาะနောက်ထောင်၃လုံး14เนาะဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်တဲ့သူကပထမကံကိုသွားမယ်เนาะနှုတ်မှာကိုခါထိုင်နေထိတ်နှလုံးကနှက်ကကိုရဲ့နှက်က၆ထောက်တယ်နောက်ထောင်၃လုံး17ထောက်အဲ့ဒီမှာသူကဇောင်း၈လို့ဖြတ်တယ်เนาะနော်သူကခွန်နောက်ပိတ်နေ တစ်ခါနဲ့ဟိုရှစ်လို့ဖြတ်ထားတယ်နော်အဲ့ဒီရှစ်လို့ဖြတ်လိုက်တာ ਨੇ တဲ့အဲ့ဒီရှစ်တီးတဲ့အဲ့နှစ်ထဲမှာထိထောင်သုံးလုံးရှစ်လို့ကြာမှာနော်အဲ့ဒီရှစ်တီးတဲ့အဲ့နှစ်ထဲမှာထိထောင်သုံးလုံးရှစ်ကြာထိထောင်သုံးလုံးရှစ်လို့ကြာပြီနော်ထိထောင်သုံးလုံးရှစ်လို့ကြာရတာ ਨੇ တဲ့ငါးခါကိုပုံတင်နဲ့ထိုင်ငါးခါပုံတင်နဲ့နော်ထိထောင်သုံးလုံးရှစ်လို့ကြာနေငါးခါပုံတင်နဲ့ထိုင်နေအဲ့ဒီရှစ်တီးလဲပဲတဲ့သူ့ရဲ့အပေါ်တပင်ကျော်မှာသူက90 အောက်တဘွဲကြုံမှာထောင်းအောင်နော်ခွာပေါင်းညင်း30အဲ့ခွာပေါင်းညင်း30တီ6446ခွာနေရမှာနော်6446အခွာရဲ့အောက်တဘွဲကြုံမှာထိတ်ဆောင်လုံးလုံးရှေ့ငါးခါပုံနေထိုင်နေနော်ထိုင်းပြီးတာနဲ့သူ့ရဲ့တစ်နှစ်ကျော်မှာသူ့ရဲ့တစ်နှစ်ကျော်မှာ brace 41ဆိုတဲ့ခဏန်းကိုပုံတွေရိုက်တယ်နော်အဲ့41ဆိုတဲ့ခဏန်းပုံတွေရိုက်တဲ့အချိန်မှာလည်းသူကနှစ်ခါရဲ့အောက်မှာရိုက်တယ်နော်ဒါပထမကတ်ဒုတိယကတ်မှာဒီမှာဒီတိုင်းပဲနော်ခုခါရဲ့နှစ်ခါထိတ်နှလုံး6000နဲ့ နောက်ထောင်သုံးလုံးကပထမကမှနှစ်ဒုတိယကမှတော့ဘူးเนาะအဲ့တော့သူကဇောင်းကခွန်ဖြစ်သွားပြီเนาะပထမကမှတော့ဒီနောက်ပိတ်နှစ်ခါနဲ့ကရှစ်အခုဒုတိယကမှနောက်ပိတ်နှစ်ခါနဲ့ခွန်เนาะအဲ့ဒီခွန်ဒီတဲ့အဲ့နှစ်ထင်မှာတဲ့ထိတ်ထောင်သုံးလုံးခွန်လို့ထောင်လိုက်တာ ਨੇ เนาะသူကခွန်လို့ထောင်တာထိတ်ထောင်သုံးလုံးခွန်လို့ထောင်เนาะထိတ်ထောင်သုံးလုံး9 8ခွန်လို့ထောင်ခွန်လို့ထောင်လိုက်တာ ਨੇ 9ခါပုံသေးပဲเนาะအဲ့ဒီထိတ်ထောင်သုံးလုံးခွန်ဒီလဲပဲတဲ့ကွာပေါင်းချင်း10 နော်6 4 6ကဲဖြည့်ရမယ်ခွာဘောင်းကြီးတစ်ဆယ်6 4 6ပဲဖြည့်ရမယ်သူ့ရဲ့အော်တိုဘွဲကျွန်မထိတောင်သုံးလုံးခွန်ထောင်မယ်ငါးခါပုံသေးနဲ့ရိုက်တယ်နော်ရိုက်ပြီးတော့လည်းသူ့ရဲ့နောက်တစ်နှစ်ကျော်မှာတစ်လေးခွန်ကအာကနန်းတစ်လေးခွန်ပတ်လေကစားရတယ်နော်အဲပထမကမှာနှစ်ခါအောင်မှာကစားရတယ်ဒုတိယကမှာအခုတစ်ခါအောင်မှာကစားရတယ်နော်ဟုတ်ပြီဒါဆိုရင်တတိယကတတိယကမှာဒီမှာနှစ်ဦးမှာ6ခါထိုင်တယ်6နှစ်ခါ6နော်နောက်ထောင်သုံးလုံးက14ဖြစ်သွားပြီနော်ပထမ12ဒုတိယ13အခု14 ဒီနောက်ပိုင်းတစ်ခါနဲ့ကပထမကံမှာ၈ဒုတိယကံမှာ9အခုတတိယကံမှာ6ဖြစ်သွားပြီเนาะအဲ့ဒီ6တည်တဲ့အဲ့ဒီထဲမှာကွာပေါင်းရင်း30 4 6 6လေးเนาะကွာပေါင်းရင်း30 4 6 6လေးပဲဖြစ်အောင်သူ့ရဲ့အောက်မှာတဲ့သူကတဲ့တုံတုံ6လို့ထောင်လိုက်တာ ਨੇ တဲ့ငါးခါဒီပုံသေးနဲ့ကစားပါတယ်เนาะအဲ့ဒီလိုကစားပြန်လဲသူ့ရဲ့တစ်နှစ်ကျော်မှာတလေးခုံကိုပုံသေးရိုက်ခဲ့တယ်เนาะပုံသေးရိုက်ခဲ့တယ်ဟုတ်ပြီเนาะတလေးခုံဆိုကနံပုံသေးရိုက်တယ်အဲ့တော့ပထမကတ်ကိုပြန်သွားမယ်เนาะ အဲ့မှာသူကတလေးခွန်ဆိုတဲ့ကဏ္ဍထိတ်ကောင်သုံးလုံးကို8000နဲ့9ခါပုံသေးနဲ့ရိုက်တယ်ရိုက်ပြီးရတယ်တလေးခွန်ဆိုတဲ့ကဏ္ဍကစားပြီးတာနဲ့တဲ့သူက2ခါရအောင်မှာကစားတယ်ဒုတိယကမှာ1ခါရအောင်မှာကစားတယ်တတိယကမှာ3ခါရအောင်မှာကစားတယ်နော်အဲ့လိုကစားပြီးရတယ်သူကအပေါ်တစ်ပင်2ပင်ပေးမှာ break တစ်ပုံသေးထွက်တယ် break တစ်ခဏပုံသေးထွက်တယ်နော်အဲ့ break တစ်ခဏသည်တဲ့သူကရှိတစ်နှစ်နှစ်နှစ်သုံးနှစ်မြောက်ထရာတဲ့နော် break တစ်ခဏဖြစ်ရပါမယ်တဲ့နော်ဒီခဏနော်အဲ့မှာသူက break 10ရဲ့ဘေးက ပရိတေကနံအိုက်ကနံဒီဒီတလေးခုံရဲ့ဘော်တပင်းနှစ်ပင်းရဲ့ဖေးကိုလာကြတာနော်ကြပြီးတာနဲ့အဲ့ရနေပြီးဆောင်းဆင်းလိုက်ဒီချိန်နဲ့ချိန်ဒီကနံကိုကျွန်တော်တို့ဖမ်းမှာနော်အခုကြပြန်အဲ့ရနေမှာသူကဒီကနံကိုကျွန်တော်တို့ဖမ်းမယ်နော်ဒီကနံဖမ်းမှာဟုတ်ပြီဒုတိယကံမှာလည်းသူအိုက်တိုင်းမယ်နော် စ်ထောင်းဝင်ပြီးတဲ့ဒုတိယကံမှာသူကထိတ်ခံကုန်လုံးခွန်လို့ထောင်းပြီးတော့၅ခါပုံတင်နဲ့ရိုက်တယ်သူ့ရဲ့တစ်နှစ်ကျော်မှာတလေးခွန်ကစားတယ်နော်တလေးခွန်ကစားတဲ့နေရာမှာလည်းပဲသူကတစ်ထိတ်ကအောင်မှာတစ်ခါရအောင်မှာကစားတယ်နော်ကစားပြီးရနေတဲ့သူ့အပေါ်တပြင်းနှစ်ပြင်းပြင်းမှာ break တက်ကနန်ပုံတင်လိုက်ကစားတယ်နော်အဲ့ break တက်ကနန်တည်တဲ့သူ့ရဲ့ရှေ့တစ်နှစ်နှစ်နှစ်သုံးနှစ်မြောက်ထဲရတဲ့ break တက်ကနန်တစ်ခွက်ဖြစ်ရပါမယ်တဲ့ဆိုတော့ဒီမှာနော် break တက်ကနန်တီကနန် ပထမကမှာတုံညာဘရိတ်ကဘူဘရိတ်ကပေးရတုံညာဘရိတ်ကပေးရဘရိတ်တေကဏအခုဒုတိယကကြတော့ကိုးဘရိတ်ကပေးရဘရိတ်တေကဏเนาะအဲ့ကဏမှာသူကတလေးခုံရဲ့ဇောင်းကိုလာကစားတာเนาะဒီတလေးခုံရဲ့ဇောင်းကိုလာကစားတာကစားပြီတဲ့ကျွန်တော်တို့ကသူ့အောက်ဆောင်တလေးအဲ့ဘရိတ်တေကဏရဲ့အောက်ဆောင်တစ်ချိန်နှစ်ချိန်ညာဘက်အောက်ဆောင်တစ်ချိန်နှစ်ချိန်ဒီကဏကိုဖမ်းမှာเนาะဒီကဏကိုဖမ်းမှာဟုတ်ပြီเนาะဒါဆိုတတိယကကိုသွားမယ်တတိယကမှာလည်းသူကဒီတိုင်းပဲကိုးခါ သူနဲ့ခါချအဲဒီ6ဒီကြီးနော်ထိတ်ထောင်သုံးလုံး6လို့ထောင်လိုက်တာ ਨੇ တဲ့သူကငါးခါပုံတွေကစားတယ်နော်ငါးခါပုံတွေကစားပြီးသူရဲ့တစ်နှစ်ကျော်မှတလေးခုံပုံတွေရိုက်တယ်သူရိုက်တဲ့အချိန်မှာလည်းတုံညာခါရဲ့အောင်မှာရိုက်တယ်ပထမနှစ်ခါအောင်မှာဒုတိယတစ်ခါအောင်မှာအခုတတိယတုံညာခါအောင်မှာရိုက်တယ်နော်ရိုက်ပြီးတာ ਨੇ သူ့အပေါ်တပင်းနှစ်ပင်းအပေးမှာတစ်ပရိကဏံပုံတွေကစားပါတယ်တဲ့နော်တစ်ပရိကဏံပုံတွေကစားတဲ့အဲတစ်ပရိကဏံဒီတဲ့သူ့ရှေ့တစ်နှစ်နှစ်နှစ်သုံးနှစ်မြောက်ထဲကတစ်ပရိကဏံဖြစ်ပါနော်တစ်ပရိကဏံတစ်ခွက်ကကစားတာ အဲ့ဒီပရိကနန်ဒီလည်းပဲတဲ့ပထမကမှာဘူပရိကေဘေးရတိပရိကနန်ဒုတိယကမှာကိုပရိကေဘေးရတိပရိကနန်တတိယကကျတော့ရှစ်ပရိကေဘေးရကနန်အဲ့ဒီပရိကနန်ဒီတဲ့ဒီမှာတိလေးခုံရဲ့ဇောင်းမှာသူကလာပြီးရိုက်ပေးရတယ်နော်ရိုက်ပြီးရတယ်သူကဒဘွယ်နှစ်ဘွယ်ဒီဘွယ်ကိုကျွန်တော်တို့ကဖမ်းနော်ဒီဘွယ်ဒီကနန်ကိုဖမ်းမှာဟုတ်ပြီနော်ဒီကနေပဲဒီဘွယ်နှစ်ဘွယ်ဒီကနန်ကိုဖမ်းမယ်ဟုတ်ပြီအဲ့ဒါဆိုရင်တော့ပထမကတ်ကိုပြန်သွားမယ်နော်ပထမကတ်ကိုသွားမယ်နော်အဲ့တော့တိလေးခုံရဲ့ဇောင်းမှာတဲ့ဒီ၈နှစ်တက်ကစားရတယ်ကစားပြီးတော့သူ့ သူ့အညာပဲအောက်ဆောင်တစ်ချိန်နှစ်ချိန်နော်ဒီမှာကြမ်းမကနန်းသေးတယ်သူ့ရှင်းနှစ်ထဲကကနန်းမှာဟာတယ်နော်သူ့ရှင်းနှစ်ထဲကကနန်းနော်သူ့ရှင်းနှစ်ထဲကကနန်းအဲ့ကနန်းဒီဘယ်ကနန်းဖြစ်မလဲဆိုတော့နောက်ထောင်သုံးလုံးကိုးကပုံသေးပါတဲ့နော်နောက်ထောင်သုံးလုံးကိုးပုံသေးဗရိတ်တစ်ကလည်းပုံသေးနော်နောက်ထောင်သုံးလုံးသူ့ထွက်တော်မယ်ဆိုရင်လည်းနောက်ထောင်သုံးလုံးကိုးကပုံသေးဗရိတ်တစ်ကပုံသေးအဲ့ဖြစ်တဲ့အဘယ်ဘက်အပေါ်ဆောင်မှာသူက ပရင်ငါအဲ့ပရင်ငါဒီငါးပရိတ်လို့ထောက်ထားတဲ့ကဏ္ဍအဲ့၈၁၆ဆိုတဲ့ကဏ္ဍကအဲ့နောက်နေ့အဲ့ခွန်လေးတတလေးခွန်ပတ်လဲဘရိတ်တရိုက်ပြီးတာနဲ့သူ့အောက်ဆောင်မှာလာထွက်ရတယ်နော်ဒါပရမကတ်ဒုတိယကံမှာလည်းသူဒီတိုင်းပဲနော်ခွန်လေးတဘရိတ်တနော်တလေးခွန်အားဘရိတ်တသူ့ညာဘက်အောက်ဆောင်တွင်မှထွက်မဲ့ကဏ္ဍအဲ့ကဏ္ဍဒီသူ့ရှင်းနှစ်ကကဏ္ဍမှာရတယ်နော်သူ့ရှင်းနှစ်ကကဏ္ဍနော်သူ့ရှင်းနှစ်ကကဏ္ဍ နော်ဒီမှာသူရှင်းနေကကနန်ဒီကနန်အဲ့ဒီကနန်ဒီလည်းပဲတဲ့သူကပထမကတ်ကလိုပဲနော်ထိထောင်သုံးလုံးကိုးပါနောက်ထောင်သုံးလုံးကိုးတယ်နော်အဲ့ကိုးတွေကနှိမ့်ဥမှာဖရင်ကိုးခါဖရင်စတဲခဲ့တဲ့အတွက်အဲ့ဒီကိုးကိုထောင်ထောင်တာနော်အဲ့ဒီကိုးဒီကိုးထပ်ပုံတွေထောင်မယ်ထောင်ပြန်တယ်ဘရိတ်တစ်ကလည်းပုံတွေကစားရမယ်နော်ကစားပြန်တယ်အဲ့ဘရိတ်ဘယ်ဘက်အပေါ်ဆုံးကဘရိတ်6တီးတဲ့အဲ့6တီးဘရိတ်6လို့ဒီမှာတက်ရိုက်ထားတာ တဲ့ဒီ36ခုံတို့ရဲ့ brake 6ခုံကအဲ့ဒီမှာလာကစားတာเนาะအဲ့ဒီမှာသူက14ခုံ brake 1 14ခုံအား brake 1အကဲသူဆောင်းမှာလာကစားပေးရတာเนาะဟုတ်ပြီဒါဆိုတတိယကက်တတိယကက်လည်းဒီတိုင်းပဲเนาะ brake ခုံ14ခုံအား brake 1သူ့အောက်ဘက်ဘက်ဆောင်းမှာဒီမှာထွက်မဲ့ခဏန်းပေါ့เนาะ14ခုံ brake 1သူ့အောက်ဘက်ဘက်သူ့အောက်ညာဘက်ဆောင်းဒီချိန်နှစ်ချိန်ဒီမှာထွက်မဲ့ခဏန်းလေးရသူ့ရှေ့နှစ်တရာခဏန်းမှာတဲ့အဲ့သူ့ရှေ့နှစ်တရာခဏန်းနေလဲပဲတဲ့သူကဘယ်ခဏန်းဖြစ်မလဲဆိုတော့နှစ်ဦးမှာ frame ကကိုးခါနဲ့ခံထားလို့เนาะ နှစ်ဦးဖရင်ကကိုးခါနဲ့ခံထားတဲ့အတွက်ကျွန်တော်တို့ကနောက်ထောင်သုံးလုံးကိုးပုံတွေထောင်မယ်တဲ့နော်ပထမရှစ်နှစ်ကတုန်းကလည်းဒီတိုင်းပဲနော်နောက်ထောင်သုံးလုံးကိုးပုံတွေထောင်မယ်ဘရိတ်တစ်ကလည်းပုံသေးနော်အဲ့ဘရိတ်တစ်ကဘယ်ဘက်ပေါ်တောင်းမှာဘရိတ်ငါဆိုတဲ့ရှစ်သုံးရခုဘရိတ်ငါကနန်းအတဲ့ဒီမှာဘရိတ်ငါဒါ6 9သုံးရနော်အဲ့ဘရိတ်ငါလို့တက်ထောက်ပြီးတာနဲ့တဲ့နော်အဲ့ဘရိတ်ငါဒီဘရိတ်ငါလို့တက်ထောက်ပြီးရတယ်အဲ့ကနန်းကဒီမှာလာပြီးတော့၄တစ်ခုဘရိတ်တစ်ကနန်း သူ့ရဲ့အောက်ဆောင်မှာဒီမှာလာထွက်ရမှာနော်690ဆိုတဲ့ကဏ္ဍနော်ဟုတ်ကဲ့690ဆိုတဲ့ကဏ္ဍအားပေါ့နော်690အားပေါ့နော်ဒါပေမဲ့ကျွန်တော်ကတော့ကိုးခါနဲ့ပူကြိုက်တယ်နော်690 396ပေါ့နော်ဒီကဏ္ဍနှစ်ခွက်ကိုထုတ်ပေးလိုက်တယ်နော်အားလုံးပဲကိုလတ်နော်ကံကောင်းကြပါစေနော်အားလုံးကိုလတ်ပါ